ါတွေလဲဆိုတော့သူကစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိတယ်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိတယ်အဲ့ဒါတွေကိုခံစားရပါတော့စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်သူဒေါသတွေအရန်ထွက်လဲဒေါသတွေကြီးလာတယ်တခါတလေဆိုလို့ရှိရင်ဒေါသကြီးလွန်းလို့သူကအရင်မလုပ်ဘူးတဲ့ပေါ့နော်အရင်မလုပ်ဘူးတဲ့အလုပ်တွေကိုစိတ်ဆိုးတဲ့ဒေါသထွက်တဲ့အလုပ်တွေကိုသူလှုပ်လာကြတယ်တချို့ဆိုလို့ရှိရင်ကြတော့အဲ့ရနဲ့ပြောင်းမြန်အရန်ကြီးကို depress ဖြစ်သွားတယ် depress ဆိုတာကြာစိတ်ဓာတ်ကျတာပေါ့နော်စိတ်ဓာတ်ကျတဲ့ဟာကိုခံစားရတော့ mood changes လို့ခေါ်တယ်အရင်ဒေါသထွက်လွယ်တဲ့ mood changes မျိုးဖြစ်သွားတဲ့လူရှိတယ်အရင်စိတ်ဓာတ်ကျသွားတဲ့လူတွေရှိတယ်အဲ့ဒါပြင်တချို့ကကြာအရင်စိတ်ပူလာတယ်အဲ့လိုအခြေမျိုးမှာဆိုလို့ရှိရင်အရင် anxiety ပေါ့နော်စိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေအရင်များလာတဲ့လူတွေလည်းရှိတယ်အဲ့ဒါတွေအရင်ဆိုးတဲ့အချိန်မှာဆိုတချို့ကအဲ့ဒီစိတ်ဖိစီးမှုတွေကိုမခံနိုင်တဲ့အတွက်ကြောင့် suicide လုပ်တဲ့အထိပေါ့နော်ကိုကိုကို တန်စီရဲ့အထီကိုဖြစ်တဲ့အမျိုးသမီးတွေကို တွေ့နေရတယ်ပေါ့နော်အဲအဲ့ဒါတွေခံစားရတယ်အဲအဲ့ဒီဟာတွေအပြင်ကိုရုပ်ပိုင်းဆိုင်ရာမှာဆိုလို့ရှင်လည်းပဲအရန်ကောင်းကြိုက်တာနောက်ပြီးတော့ခါမှာရင်သားတွေအရန်တင်းတာနောက်ပြီးတော့ခန္ဓာကိုယ်ကအဲဘယ်လိုပြောမလဲပွရောင်ရောင်ပေါ့နော်ခန္ဓာကိုယ်တင်းတင်းကြီးပေါ့အခြေလက်တွေတင်းလာတယ်ဆရာမဘိုက်ကြီးကလည်းတင်းနေတယ်အဲ့လိုမျိုးခံစားရတဲ့ဟာတွေလည်းရှိတချို့ကကြလေခေါင်းတွေအရန်ကြိုက်လာကြတယ်ပေါ့နော်အဲဒါမျိုးလေးခံစားကြရတာတွေကို င်အများစုမှာပေါ့နော်ဖြစ်တယ်ဘယ်လောက်ထိတောင်များလဲဆိုလို့ရှိရင်ဆံမောင်10ယောက်1ယောက်နှုံလောင်းနေကိုဒီ premenstrual syndrome လို့ခေါ်တဲ့ဒီယောဂါတွေကိုပေါ့နော်မြို့သမီးတို့မှာခံစားရအောင်ဆံမောင်တွေ့ရှိရပါတယ်